ဒီတစ်ခါမှာတော့ယူကရိန်းစစ်မြေပြင်ကနောက်ဆုံးရသတင်းအခြေအနေတွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။မကြာသေးမီကထွက်ပေါ်လာတဲ့အစီရင်ခံစာရီနဲ့စစ်ရေးကြွမ်းကျင်သူတွေရဲ့တုံ့သက်ချက်တွေရာယူကရိန်းအတွက်စစ်ရေးအခြေအနေဟာတဖြည်းဖြည်းနဲ့ပုံမဆိုးရွားလာနေပြီဆိုတာကိုရှင်းလင်းစွာတွေ့ရှိရပါတယ်။ရုရှားတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုတွေဟာအချိန်ဟုန်ပုံမပြင်းထန်လာနေပြီးအထူးသဖြင့် Pokrovsk ခေါ်တဲ့ Crux No Army 6နဲ့ Kupiansk ဒေသတွေမှာ ယူကရိန်းစစ်သည်တပေါင်းကျော်ဟာရုရှားတပ်တွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံနေရတဲ့အခြေအနေထိရောက်ရှိလာခဲ့ပါတယ်။ယူကရိန်းရဲ့25ကြိမ်မြောက်လေကြောင်းချီတပ်မဟာကနေထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းတွေကလည်း Pokrov 6မြို့မှာအခြေအနေဘလောက်ထိအသက်အန္တရာယ်ကြီးမာပြီးဆိုးရွားနေပြီလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ယူကရိန်းစစ်သည်တွေရဲ့ရန်သူတွေဟာမြေပြင်တပ်ဖွဲ့တွေနဲ့မဟုတ်တော့ပါဘူး။ရုရှား drone တွေကစစ်မြေပြင်ကိုလုံးလုံးရရလွှမ်းမိုးထိန်းချုပ်ထားတဲ့အခြေအနေဖြစ်နေပါပြီ။ ရုရှားတပ်ဖွဲ့တွေဟာကူပြန်6နဲ့ပိုခရော့6ဒေသတွေမှာစစ်စင်ရေးကိုအရှိန်မြင့်နေခဲ့ပြီးယူကရိန်းစစ်သည်1500ခန့်ကိုတိုက်ခိုက်ဖျက်ဆီးပြီးပိတ်ဆို့နိုင်ခဲ့တယ်လို့တရားဝင်ကြေညာခဲ့ပါတယ်ဒီလိုအခြေအနေတွေအရရုရှားစစ်တပ်ဟာဒီတစ်ချိန်မှာတော့မရက်တက်နိုင်တော့ဘူးလို့ဆိုရမယ့်အနေအထားမျိုးလားယူကရိန်းနိုင်ငံတွေမှာလရီနဲ့ချီပြီးဖြစ်ပေါ်နေတဲ့စိုးရွားတဲ့စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့တမလဇလန်စကီးရဲ့တုံ့ပြန်မှုကရောဘယ်လိုရှိပါသလဲဒီရက်ချက်လက်တွေကိုဆက်လက်လေ့လာသုံးသပ်ကြည့်အောင်ပါ မကြာသေးမီကထွက်ပေါ်လာတဲ့စစ်ရေးသတင်းအချက်အလက်တွေအရစစ်မြေပြင်ရဲ့အခြေအနေဟာယူကရိန်းဘက်အတွက်အချက်အတဲအခြေအနေတို့လုံးဝရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ရုရှားစစ်ဘက်ရဲ့တရားဝင်ထုတ်ပြန်ချက်အရ2025ခုနှစ်အောက်တိုဘာလ26ရက်တနင်္ဂနွေနေ့မှာယူကရိန်းစစ်သည်1500ကျော်ဟာရုရှားတပ်ဖွဲ့တွေရဲ့ပြင်းထန်သောဝိုင်းရံပိတ်ဆို့မှုကိုခံခဲ့ရတယ်လို့သိရပါတယ်။ကူပြန်6ဒေသမှာတော့စစ်သည်9000နဲ့ပိုခရော့6အနီးမှာတော့စစ်သည်9500လောက်ပိတ်မိနေခဲ့ပါတယ်။ ဒီလိုဆင်းရဲအာသူတစ်ခုလုံးဒီပါဝိုင်းရံပိတ်ဆို့ခံရတဲ့အခြေအနေကနေယူကရိန်းစစ်သည်တွေလွတ်မြောက်အောင်ကြိုးစားနိုင်မှာမလားဆိုတဲ့မေးခွန်းကလက်ရှိစစ်ပွဲအခြေအနေကိုစောင့်ကြည့်နေသူတွေအတွက်အထူးကစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ရုရှားဘက်ကစစ်ရေးကျွမ်းကျင်သူအန်ဒရီကော့စကင်ရဲ့တုံ့သက်ချက်အရဒီအခြေအနေဟာယူကရိန်းဘက်အတွက်အခြေအနေဆိုးရွားလာခြင်းရဲ့အထင်ရှားဆုံးသက်သေလို့ဆိုပါတယ်။၎င်းကျွမ်းကျင်သူဟာရုရှားပလီကာနော့ဖ်စီးပွားရေးတပ်ကတော်ရဲ့နိုင်ငံရေးခွဲခြမ်းစိတ်ဖြာရေးဌာနအကြီးအကဲလည်းဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေပိတ်ဆို့ခံရတာဟာသူတို့ရဲ့စစ်ရေးနဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေရဲ့စွမ်းဆောင်ရည်အားနည်းမှုနဲ့မစွမ်းဆောင်နိုင်မှုကနေစတင်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာရုရှားစစ်တပ်ဟာစစ်ရေးအရာအရာရာမှာတာဝန်နဲ့နေထားကို ရောက်ရှိနေပြီလို့ပြောရပါမယ်။ဒီအသာဒီရမှုဟာကျွန်တော်တို့ရဲ့စစ်တပ်ခေါင်းဆောင်တွေနဲ့စစ်သည်တွေရဲ့ထက်မြက်တဲ့အရေးချင်းနဲ့ရဲချင်းနဲ့တတိကြောင်ပဲဖြစ်ပါတယ်လို့ FDR သတင်းဌာနကိုသူကယုံကြည်မှုအပြည့်နဲ့ပြောကြားခဲ့ပါတယ်။ကျွမ်းကျင်သူကော့စကင်ဟာ ယူကရိန်းသမ္မတဇယ်လန်စကီးကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ပစ်တင်ခဲ့ပါတယ်။ဇယ်လန်စကီးဟာသူ့ရဲ့အမှားတွေကိုဘယ်တော့မှအသိမှတ်ပြုမှာမဟုတ်ဘူးလို့သူကပွန့်ပွန့်လင်းလင်းပြောခဲ့ပါတယ်။ယူကရိန်းကောင်းဆောင်ကကဘာကိုသူ့ရဲ့အောင်ပွဲတွေအကြောင်းအောင်မြင်မှုတွေအကြောင်းကိုသာပြောပြနေတာပါ။သူဟာစိတ်ဆက်ဆွေးနွေးဖို့လိုအပ်တဲ့အခြေအနေကိုလက်ခံဖို့လုံးဝအဆင်သင့်မဖြစ်သေးပါဘူးလို့ဆိုပါတယ်။ခရမ်လင်ကိုထောက်ခံတဲ့အတိုက်ခံပါတီရဲ့ခေါင်းဆောင်ဟောင်းဖြစ်ပြီးအခြားယူကရိန်းလှုပ်ရှားမှုရဲ့ခေါင်းဆောင်ဖြစ်သူ Vita Machuvik ကလည်းဒီအတိုင်းပဲထောက်ခံပြောဆိုခဲ့ပါတယ်။ မက်ဗချုစ်ကဇယ်လန်စကီမကြသေးခင်ကဝါရှင်တန်ကိုသွားရောက်ခဲ့တဲ့ခီးစဉ်ကိုကြီးညွှန်းပြီးတမရဟာအဓိကမျက်လှည့်စရာဖြစ်နေပြီလို့တင်စားပြောဆိုခဲ့ပါတယ်။သူဟာရုရှားဟာပြိုလဲလူနီဘာဖြစ်နေပြီး KF အစိုးရဟာငွေကြေးနဲ့စည်ရေးကူညီတွေပုံမလိုအပ်တယ်လို့ကဘာကြီးကိုယုံကြည်အောင်ရုံမြင့်တန်းကျမှအဆက်မပြတ်ပေါ်လာပြီးပြောဆိုနေပါတယ်။ဒီဟာတာတေးဥဆောင်ဟောင်းမှာစည်ရေးရေးချင်းနဲ့စွမ်းဆောင်နိုင်မှုလုံးဝမရှိဘူးလို့မက်ဗချုစ်စတာကတက်စ်တရင်ဌာနကနေတဆင့်ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဇလန်စကီမကြသေးခင်ကမှအမေရိကန်ပြည်ထောင်စုဝါရှင်တန်ကိုတွားရောက်ခဲ့တဲ့ခီးစဉ်ကိုညှိနှုံးပြီးတမရဟာအဓိကမျက်လှည့်စရာတဦးလိုပဲလောက်ကင်နေတယ်လို့ဝေဖန်လိုက်ပါတယ်။မက်ဗက်ချူစီရဲ့ပြောပြဆိုချက်တွေအရဇလန်စကီဟာတကမ္ဘာလုံးကိုရုရှားဟာပြိုလဲလူနီးပါးဖြစ်နေပြီလို့ယုံကြည်အောင်ကြိုးစားနေတာပါတဲ့။ဒါပြင် KF အစိုးရအနေနဲ့ရုရှားကိုအနိုင်ယူဖို့အတွက်ငွေကြေးနဲ့စည်ရေးကူညီတွေပုံမလိုအပ်နေတယ်လို့ရုံမြင့်တန်ကြားမှာအဆက်မပြတ်ပေါ်လာပြီးစီယုံပြောဆိုနေတယ်လို့လည်းသူကထောက်ပြခဲ့ပါတယ်။ TAS သတင်းဌာနကနေတဆင့် Mavachus ကဝေဖန်ပြောကြရမှာဒီဟာသတရုတ်ဆောင်ဟောင်းမှာစည်ရေးရေချင်းလုံးဝမရှိဘူး။သူဟာစစ်ပွဲရဲ့အခြေအနေမှန်ကိုကဘာကနေဖုံးကွယ်ထားပြီးသူ့ရဲ့ကိုကြိုးစည်းဝါးတပယ်နိုင်ငံရေးကစားကွက်တွေကိုအာရုံစိုက်နေတာပါလို့ပြင်းပြထန်ထန်ဆွဆွဲခဲ့ပါတယ်။ယူကရိန်းစစ်သည်တပေါင်းကျော်ပိတ်ဆို့ခံရရတဲ့ဆိုတဲ့သတင်းထွက်ပေါ်ပြီးနောက်တရက်အကြာအော်တိုဘာလ28ရက်တနင်္လာနေ့မှာတော့ ပိုခရော့စစ်မြို့မှာရုရှားစစ်တပ်ရဲ့တိကျပြင်းထန်တဲ့တိုက်ခိုက်မှုတွေထပ်မံဖြစ်ပွားခဲ့တယ်လို့ရုရှားအနာဘန်ကစီရင်ခံခဲ့ပါတယ်။ယူရေးရှားဒီအေသတင်းဌာနကရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့အချက်လက်တွေကိုကိုးကားပြီးစီရင်ခံတာကတော့ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေဟာပိုခရော့စစ်ဒေသမှာရှိတဲ့ယူကရိန်းတပ်မတော်ရဲ့69ဒဇင်မြောက်တပ်မဟာရဲ့ယာယီတပ်ဆွဲရာနေရာတွေကိုပိတ်မှတ်ထားပြီးပူးပေါင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါဟာယူကရိန်းရဲ့စစ်ရေးအခြေခံအဆောက်အအုံတွေကိုတိုက်ရိုက်ယူရပြီးထိုးစစ်ဆင်တာဖြစ်ပါတယ်။ ရုရှားနဲ့ပေါင်းထားတဲ့ Donex ပြည်သူ့သမ္မတနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်သူ Danix Pushilin ကလည်းအခြေအနေကိုပိုပြီးရှင်းလင်းအောင်ပြောပြခဲ့ပါတယ်။သူကရုရှား24ရုပ်တံလိုင်းမှာပြောကြရမှာ Pokrovskis မှာပြင်းထန်တဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပေမဲ့မြို့ရဲ့အစိပ်ပိုင်းအများစုဟာရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ထိန်းချောက်မှုအောက်ကိုရောက်နေနေရောက်ရှိနေပြီလို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ဒီပြောဆိုချက်အရရုရှားတပ်ဖွဲ့တွေဟာမြေပြင်မှာအမှန်တကယ်ပဲအကျိုးအမြတ်တွေရယူနေပြီး မြို့ကိုတိမ့်ပိုက်ဖို့နှီးဆက်လာနေပြီဆိုတာကိုတွေ့ရပါတယ်။ရုရှားဘက်ကတော့ဒီတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းတပ်မတော်ရဲ့စစ်ဘက်သုံးပစ္စည်းကရိယာအများပြားနဲ့စစ်သည်တွေဖျက်ဆီးခံခဲ့ရတယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။ဝေဟင်ကနေစောင့်ကြည့်ထားတဲ့ဗီဒီယိုမှတ်တမ်းတွေမှာ Ocrox 6နယ်မြေအတွင်းမှာကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။ဒီပေါက်ကွဲမှုကရုရှားရဲ့ Iskander M ဒုံးကျည်များနဲ့ Su-34 တိုက်ခိုက်ရေးဘုံးကျဲလေယာဉ်များရဲ့တိကျတဲ့တိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ယူဆရပါတယ်။ ကြီးမားတဲ့ပေါက်ကွဲမှုတွေကြောင့်လမ်းတွေပိတ်ဆို့ပြီးမြို့ထဲကိုဝင်ထွက်သွားလာရေးဟာလုံးဝနှိပါခတ်ခဲတဲ့အနေအထားကိုရောက်ရှိသွားခဲ့တယ်လို့လည်းသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုရဲ့ရလဒ်ကတော့မြို့ထဲကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းအများစုဟာပြတ်တောက်ပျက်စီးသွားခဲ့ပါတယ်။ဒီအခြေအနေကြောင့်စစ်မြေပြင်အတွက်အရေးကြီးတဲ့စစ်ကူပစ္စည်းများပို့ဆောင်ခြင်းနဲ့ဒဏ်ရာရစစ်သည်တွေကိုကယ်ဆယ်ထုတ်ယူခြင်းဟာလုံးဝနှိပါမဖြစ်နိုင်တဲ့အခြေအနေတို့ရောက်ရှိစေခဲ့ပါတယ်။မြို့ဟာဝိုင်းရံပိတ်ဆို့ခံထားရတဲ့အနေအထားမျိုးဖြစ်လာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ောက်တိုဘာလ25ရက်နေ့မှာယူကရိန်းရဲ့25နှစ်မြောက်လေကြောင်းချီတပ်မဟာကနေထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းအချို့ကခြေတန်းကစစ်တီတွေရဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကိုပိုပြီးရှင်းလင်းစွာဖော်ပြခဲ့ပါတယ်။မှတ်တမ်းများအရယူကရိန်းစစ်တီတွေဟာခြေတန်းစစ်မြေပြင်ကိုအသက်ဆုံးပြီးရောက်ရှိဖို့နဲ့ဒဏ်ရာရရှိထားတဲ့ရဲဘော်တွေကိုအနောက်ဘက်သို့ပြန်လည်ကယ်ဆယ်ထုတ်ယူဖို့အတွက်ဘယ်လိုမျိုးခက်ခဲတဲ့လုပ်ငန်းစဉ်တွေကိုအသက်နဲ့ရင်ပြီးဖြတ်တန်းလှုပ်ဆောင်နေရတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါအပြင်ရန်သူရဲ့ဒရုန်းများနဲ့လက်နက်ကြီးများရဲ့ချိန်ချောင်းမှုဟာအချိန်တိုင်းနေရာတိုင်း သူတို့ရဲ့ကောင်းပေါ်မှာမပြတ်ရှိနေခဲ့ပြီးလုံခြုံစိတ်ချရမှုမရှိဘူးဆိုတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ရုရှားတပ်ဖွဲ့တွေဟာနှစ်နှစ်နီးပါးကာလအတွင်းပိုခရော့စ်မြို့ကိုသိမ်းပိုက်ရရှိဖို့အတွက်အဆက်မပြတ်ကြိုးပမ်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီမြို့စီကိုရုရှားတို့တလှမ်းချင်းဒီပုံမနီးကလာတာဟာစစ်ပွဲရဲ့အနာဂတ်အတွက်အလွန်အရေးကြီးတဲ့အပြောင်းအလဲတစ်ရပ်ကိုဖော်ပြနေပါတယ်။ပိုခရော့စ်မြို့ဟာယူကရိန်းရှေ့ပိုင်းကဒိုနက်စ်ဒေသမှာတည်ရှိပြီးစစ်ပွဲမဖြစ်ခင်ကလူဦးရေ6000ခန့်နေထိုင်ခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ၎င်းမျိုးဟာအရေးကြီးတဲ့လမ်းမကြီးများနဲ့ယထာလမ်းများဆောင်ရာဗဟိုချက်ဖြစ်တာကြောင့်စစ်ရေးအရထောက်ပံ့ပို့ဆောင်ရေးမဟာဗျူဟာအတွက်အလွန်အရေးပါပါတယ်။ရုရှားမီဒီယာတွေကတော့ဒီမျိုးကို Donetsk ရဲ့ဂိတ်တကားလိုတောင်တင်စားခေါ်ပေါ်ကြပြီးဒီမျိုးကိုသိမ်းပိုင်နိုင်ရင် Donetsk ဒေသတစ်ခုလုံးကိုထိန်းချုပ်ဖို့ပုံမိုလွယ်ကူသွားမယ်လို့ယုံကြည်ကြပါတယ်။ရုရှားစစ်ဘက်ဘလော့ဂါတွေရဲ့စီရင်ခံစာများအရသမ္မတပူတင်ရဲ့တပ်ဖွဲ့တွေဟာ Pokrovsk မျိုးကိုသိမ်းပိုက်ဖို့နှီးစပ်နေပြီလို့ဆိုပါတယ်။ ဒါအပြင်ရုရှားရဲ့အလွန်အလွန်လှင်မြန်ပြီးလှုပ်ရှားမှုကောင်းမွန်တဲ့တပ်ဖွဲ့ဝင်အစုငယ်လေးတွေဟာမြို့ရဲကိုပဲထိုးဖောက်ဝင်ရောက်ပြီးခြေကုပ်ယူထားပြီးလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။တမရဇလန်စကီကိုရိုင်းကပိုခရော့စစ်ဒေသမှာရုရှားစစ်သားရေအတွက်ဟာ KF ရဲ့စစ်တီအရေးအတွက်ထက်ပိုများနေပြီဆိုတာကိုအတည်ပြုပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းသူကရုရှားဟာသူတို့စီစဉ်ထားတဲ့အပိသက်ရလဒ်ကိုမရရှိသေးတဲ့အကြောင်းကိုတော့အခိုင်အမာငြင်းဆန်ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့အဓိကကြီးမန်းချက်ကတော့ Donbas ဒေသတစ်ခုလုံးကိုသိမ်းပိုက်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီဒေသမှာ Luhansk နဲ့ Donetsk ပြည်နယ်နှစ်ခုလုံးပါဝင်ပါတယ်။ Writer သတင်းဌာနရဲ့မှတ်တမ်းများအရယူကရိန်းဟာ Donetsk အနောက်ပိုင်းက Stryan ကီလိုမီတာ9000လောက်ပဲကျန်ရှိတော့တဲ့ Donbas ဒေသရဲ့10ရာခိုင်နှုန်းခန့်ကိုသာထိန်းချုပ်ထားနိုင်ပါတော့တယ်။ Moscow ဟာဒီဒေသကိုဘာကြောင့်ဒီလောက်ထိအသေးအတန်လိုချင်နေရတာလဲဆိုတဲ့အကြောင်းရင်းကတော့အလွန်ထင်ရှားပါတယ်။ Provax နဲ့၎င်းရဲ့အရှိမျောက်ဘက်မှာရှိနေတဲ့ Konstantinovka မြို့ကိုသာရုရှားကသိမ်းပိုင်နိုင်ခဲ့ရင်ရုရှားဟာ Donetsk မှာ Ukraine ကထိန်းချုပ်ထားတဲ့ဖြစ်တဲ့အကြီးဆုံးမြို့နှမြို့ဖြစ်တဲ့ Kramatorsk နဲ့ Slovyan Sex တို့ကိုစီကိုစစ်ရေးအရာဆက်လက်တိုးမြှင့်ဖောက်ထိုးဖောက်ဖို့အတွက်ခိုင်မာတဲ့အခြေခံစခန်းတစ်ခုကိုအောင်မြင်စွာရရှိသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီမြို့ဟာ Donbas စစ်ပွဲရဲ့အဆုံးဖြတ်ကိုပြောင်းလဲပေးနိုင်လောက်တဲ့အရေးပါတဲ့မဟာဗျူဟာအရတန်ဖိုးရှိနေတာပဲဖြစ်ပါတယ်။ ပိုခရော့60ဒါမှာယူကရိန်းတပ်ဖွဲ့တွေပိတ်ဆို့ခံရကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက်ယူကရိန်းဘက်ကလည်းတုံ့ပြန်ခဲ့ပါတယ်။ယူကရိန်းတပ်မတော်ထွေထွေစစ်ဦးသည်ဌာနကနေရုရှားယူနစ်တွေဒီ area တွေကိုတကယ်ပဲပုံရောက်လာပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းကိုအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတော့တမရဇယ်လန်စကီကိုရိုင်းကအခြေအနေကိုအတိအမှတ်ပြုခဲ့ပြီးမယ်လေအားလုံးအဆင်ပြေနေပါတယ်ဆိုတော့ဟန်ပန်မျိုးနဲ့စင်ဂျီဘေးပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ဒီလိုပိတ်ဆို့ခံရတဲ့စစ်သည်တွေကိုလက်နက်ချဖို့အမိန့်မပေးဘဲခိုင်မာတဲ့ရည်တည်ချက်ကိုစုပ်ကိုင်ထားတဲ့ဇလန်စကီရဲ့လုပ်ရက်ကိုစစ်ရေးကျွမ်းကျင်သူများကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။သူတို့ရဲ့မြင်မှာနိုင်ငံရေးကောင်းဆောင်တဦးရဲ့စစ်ရေးဆိုင်ရာအမှားတွေကိုဖုံးကွယ်ဖို့အတွက်စစ်သည်တွေရဲ့အသက်ကိုလှိလူရှူတာမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။အငိမ့်သားပုံမှုကြီးအနာတိုလီမက်ဗီချုခ်စ်က Sputnik အတင်းထဏာကိုထုတ်ဖော်ပြောဆိုရမှာဒီပိတ်ဆို့ခံရတဲ့စစ်သည်တွေဟာတုံ့ပန်းဘဝရောက်ဖို့ဒါမှမဟုတ်စစ်မြေပြင်မှာအသက်ဆုံးရှုံးဖို့ပဲရှိပါတယ်။ ဒီလိုဖြစ်နေချိန်မှာတော့ရုရှားတပ်ဖွဲ့တွေဟာ Danny Pro Patrox နဲ့ Kramator Sax နဲ့ Slovian Sax တို့လိုအရေးကြီးတဲ့မြို့တွေစီကိုပိုပြီးနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်လာနေပါပြီလို့ပြောကြခဲ့ပါတယ်။ Afghanistan နဲ့ Syria တို့မှာတိုက်ပွဲတွေ့ကြုံများစွာရှိတဲ့ Mavichus က Kupyan Sax နဲ့ Pokrox Sax တို့မှာ Ukraine တပ်တွေပိတ်ဆို့ခံရတဲ့အခြေအနေဟာ Zelensky ရဲ့ယုံကြည်စိုးစားလို့မရတဲ့နိုင်ငံရေးသမားပုံစံကိုလုံးဝထင်ရှားပေါ်လွင်စေတယ်လို့ထောက်ပြခဲ့ပါတယ်။ သူကဇယ်လန်စကီးဟာစစ်မှန်တဲ့အခြေအနေကို ဖုံးကွယ်ပြီးသူ့ရဲ့အနောက်နိုင်ငံကထောက်ပံ့သူတွေကိုလိန်ညာနေတယ်လို့ပြင်းထန်စွာဆိုဆွဲခဲ့ပါတယ်။ယူကရိန်းကောင်းဆောင်တွေကသူတို့ဟာအခြေအနေကိုအပြည့်အဝထိန်းချုပ်ထားတယ်။အကျိုးအမြတ်တွေရရှိနေတယ်။နေမျိုးတွေကိုပြန်လည်သိမ်းပိုက်နေတယ်။ရုရှားစစ်တပ်တွေဟာတန်းနဲ့ချီပြီးလက်နက်ချနေတယ်လို့ပြောဆိုနေပေမဲ့လက်တွေမှာတော့နေမျိုးဆုံးရှုံးသွားတယ်ဆိုတာကအခြေအနေကိုထိန်းချုပ်မှုလုံးဝဆုံးရှုံးသွားတာပါပဲလို့မက်ဗီချုစ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။အတူတူပြောရရင်သူဟာအနောက်နိုင်ငံရဲ့အမြင်မှာတော့ ရိုးသားတဲ့ယုံကြည်ရတဲ့နိုင်ငံရေးသမားတဦးလို့မမြင်ရတော့ပါဘူး။ဒါကြောင့်သူကဒေါ်နယ်ထရန့်နဲ့တွေ့ဆုံတဲ့အခါမှာငွေကြေးကူညီနဲ့တိုမာဟော့ခ်ဒုံးကျည်များရရှိဖို့အတွက်သူ့ရဲ့တံပြန်ထိုးစစ်ရဲ့မြေပုံကိုပြသခဲ့ချိန်မှာလိန်ညာနေတယ်လို့ယူဆခံခဲ့ရတဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်လို့သုံးသပ်ခဲ့ပါတယ်။ရုရှားဘက်မှာတော့သမ္မတဗလာဒီမာပူတင်ကစစ်မြေပြင်ရဲ့တိုးတက်မှုအခြေအနေနဲ့ပတ်သက်ပြီးလုံးဝကွဲပြားတဲ့ပုံရိပ်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူကအခြေအနေဟာ ရုရှားတပ်ဖွဲ့တွေအတွက်အကျိုးရှိတဲ့ဘက်ကိုအလုံးဥတည်နေတယ်လို့တရားဝင်ပြောဆိုခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့ဗုဒ္ဓဟူးနေ့မှာမော်စကိုမှာရှိတဲ့စစ်ဆေးရုံတစ်ခုမှာစစ်တီတွေနဲ့တွေ့ဆုံတယ်။ပူတင်ကထပ်မံပြောကြားရမှာအထူးစစ်ရေးစစ်စင်ရေးဆောင်တဲ့ကလမ်းကြောင်းအလုံးမှာရုရှားတပ်ဖွဲ့တွေရှေ့ဆက်တိုးမြင့်နေတယ်လို့ APA ဘူရိုကအစီရင်ခံပါတယ်။ပူတင်ကရှေ့တန်းမှာချင်းချောက်မှုတွေဟာအချိန်မီပေါ်ပေါက်လာတဲ့ကြောင်းသတိပေးခဲ့ပေမဲ့သူတို့ရဲ့စစ်တီတွေကိုတော့အထူးချီးကျူးခဲ့ပါတယ်။ ိုက်ခိုက်ရေး unit တွေအထူးတပ်ဖွဲ့တွေနဲ့ထောက်လှမ်းရေးအရာရှိတွေလိုမျိုးမင်းတို့ဟာအမ်မခန်းနဲ့ခံနိုင်ရင်နဲ့ထူးခြားတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်လို့စစ်တီတွေကိုအားပေးစကားပြောကြခဲ့ပြီးကျွန်တော်တို့မှာမင်းတို့လိုလူတွေရှိနေတာကိုအယံဝမ်းသာဂုဏ်ယူပါတယ်ကျေးဇူးတင်ပါတယ်လို့လည်းပြောခဲ့ပါတယ်ပူတင်ဟာစင်ရေးကြိုးပမ်းမှုတွေကအချင်းကြီးမဖြစ်ကြအောင်အလေးနက်ပြောကြပြီးရုရှားဟာလမ်းကြောင်းအလုံးမှာရှေ့ဆက်တိုးနေတယ်လို့ကြွားဝါခဲ့ပါတယ်ဒါပြင်သူဟာအထူးစစ်စင်ရေးဆောင်ရဲ့ရေရှည်လုံးလုံးရေးကိုအာမခံနိုင်ကြောင်းကိုလည်းအတိအကျထုတ်ဖော်ပြောဆိုခဲ့ပါတယ် ပိတ်ဆို့ခံရတဲ့ယူကရိန်းစစ်သည်တွေရဲ့ကံကြမ္မာနဲ့ပတ်သက်လို့ပူတင်က တုံ့ပြန်ရမှာတော့တာဝန်ကိုယူကရိန်းဘက်သို့လွှဲချခဲ့ပါတယ်။ယူကရိန်းရဲ့နိုင်ငံရေးကောင်းဆောင်မှုကသူတို့ရဲ့ဝိုင်းရံခံထားရတဲ့နိုင်ငံသားတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ရလိမ့်မယ်လို့ပူတင်ကတိုက်ရိုက်တုံ့ပြန်ခဲ့ပါတယ်။ဒီလိုနဲ့ရုရှားဟာစစ်မြေပြင်မှာအသာသီးရနေပြီးအကျိုးအမြတ်တွေကိုမှတ်တမ်းတင်နေချိန်မှာဇလန်စကီကတော့သူ့ရဲ့အနောက်နိုင်ငံမဟာမိတ်တွေစီကနေအကူအညီတွေဆက်လက်ရယူနေသည်မှာကာလပတ်လုံးအကောင်းမြင်စိတ်ကိုဆက်လက်ထိန်းသိမ်းထားပေဖြစ်ပါတယ်။ ဒီနောက်ဆုံးရစီရေးချင်းတွေတိုးတက်မှုတွေကဒေါ်နယ်ထရန့်နဲ့ဥရောပခေါင်းဆောင်တွေကယူကရိန်းပေါ်သူတို့ရဲ့ယက်တီချက်ကိုပြန်လည်စဉ်းစားသုံးသပ်ဖို့ဒါမှမဟုတ်အကူအညီပေးရမူဝါဒတွေကိုပြောင်းလဲဖို့အတွက်အကြောင်းရင်းတစ်ရက်ဖြစ်လာစေမလားဆိုတာကတော့လာမယ့်ကာလတွေမှာစောင့်ကြည့်ရအောင်မယ့်အရေးကြီးတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။